thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲကိုအခုနှစ်ကုန်ပိုင်းမှာမဖြစ်မနေကျင်းပမယ်လို့အာနာသိန်းစစ်ကောင်ဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိ2025နှစ်ကုန်ပိုင်းမှာရွှေကောက်ပွဲကိုမဖြစ်မနေပြုလုပ်သွားမယ်လို့အာနာသိန်းစစ်ကောင်စီကောင်ဆောင်ကမေလ23ရက်မှာရှမ်းပြည်နယ်ကျိုင်းတုံမြို့ဒရိကတိုင်းစစ်ဌာနချုပ်ကိုရောက်ရှိခြင်းထပ်မံပြောကြားလိုက်ပါတယ်။ရွှေကောက်ပွဲဖြစ်အောင်အမြန်ဆုံးလုပ်ဆောင်နေပြီးနှစ်ကုန်ပိုင်းမှာမဖြစ်မနေကျင်းပမယ်လို့စစ်ကောင်စီကောင်ဆောင်ကသူရဲ့တပ်ဖွဲ့ဝင်တွေတက်မိသားစုဝင်တွေကိုပြော တာပါရခိုင်ကရွှေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမယ်လို့ပြောခဲ့ပြီးမြေအခုတော့နှစ်ကောင်ပိုင်းမှာပြုလုပ်မယ်လို့စစ်ကောင်စီခေါင်းဆောင်ကပြောလာတာလည်းဖြစ်ပါတယ်ရွှေကောက်ပွဲကျင်းပမယ်ရှက်အတီကြကိုတော့မနေ့ကတရိကန်တိုင်းစစ်ဌာနချုပ်ကိုရောက်ရှိချိန်မှာထည့်မပြောသွားပါဘူးရွှေကောက်ပွဲကို electronic မဲပေးစနစ်နဲ့မဲပေးစီမှာဖြစ်ပြီးတပ်ဖွဲ့ဝင်တွေတမိသားစုဝင်တွေနဲ့ဒေသအကျိုးနိုင်ငံအကျိုးလှုပ်ဆောင်မဲ့ကိုယ်စားလှယ်တွေကိုမဲပေးကြဖို့အာနာသိန်းစစ်ကောင်ဆောင်ကအမိန့်ပေးနေတာကိုစစ်ကောင်စီကထုတ်ပြန်နေတဲ့ င်းတွေညတင်ရပါတယ် ရွေကောက်ပွဲကျင်းပပြီးသွားရင်လည်းလွတ်တော်တွေခေါ်ယူနိုင်အောင်ဆောင်ရွက်သွားမယ်လို့စစ်ကောင်ဆောင်ကဆိုပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ကရွေကောက်ပွဲကိုအကြအလန့်မရှိတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမယ်လို့ကြွေးကြော်ခဲ့ဘူးပေမယ့်နေမြေဆုံးရှုံးမှုတွေများလာချိန်မှာတော့ရွေကောက်ပွဲကိုဒေသလိုက်ခွဲပြီးကျင်းပမယ်လို့တဆင်ရောပြောထားခဲ့တာပေါ့။အခုနှစ်ကုန်ပိုင်းမှာကျင်းပမယ်ဆိုတဲ့ရွေကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့တရက်ထဲပြင်ကျင်းပမလားဆိုတာကိုတော့စစ်ကောင်စီကတရားဝင်ထုတ်ပြန်တာမျိုးမရှိပါဘူး။ပြီးခဲ့တဲ့ရက်ပိုင်းမေလ16ရက်ကထုတ်ပြန်တဲ့စစ်ကောင်စီရွေကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက် ်မှာတော့ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုသတ်မှတ်ထားပြီလို့ဖော်ပြပါတယ်။ဒါပေမဲ့ရက်အတိကျတော့ကြေညာချက်မှာထည့်သွင်းမထားပါဘူး။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကိုလူလူထောက်ခံမှုအများရတဲ့ပါတီအနိုင်ရရှိတဲ့နိုင်သူအကုံယူစနစ်အစားမင်းရောက်ရှင်ပြိုင်တဲ့ပါတီလိုက်ရရှိမဲ့မင်းရည်အတွက်ပေါ်မူတည်ပြီးကိုစလဲချိုးကြရရှိမဲ့အချိုးကြကိုစားပြုစနစ်နဲ့ကျင်းပမယ်လို့ပြောပါတယ်။ စစ်ကောင်စီကဂျင်းပါမင်ရွှေကပွဲကိုမြို့သားညီညွတ်ရေးဆိုရအန်ယူဂျီအင်အားကြီးတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းပြီးနှွေဦးတော်လိုင်းအင်အားစုတွေကိုလက်မခံဘူးလို့ကြေညာချက်အတိအကထုတ်ပြန်ထားပါတယ်။အာနာသိန်းစစ်ကောင်စီမှရွှေကပွဲဂျင်းပါဖို့တရားဝင်မှုမရှိသလိုဂျင်းပါမင်ရွှေကပွဲကလည်းအတုရောက်တာဖြစ်မယ်လို့အန်ယူဂျီကဆိုပါတယ်။ပြီးခဲ့တဲ့2020ခုနှစ်ကဂျင်းပါခဲ့တဲ့အထွေထွေရွှေကပွဲမှာစစ်တပ်ကြောင်းတော်နောက်ခံစန်းခိုင်ပါတီအပြတ်အသတ်ရှုံးနိမ့်ပြီးရဲ့နောက်ရွှေကပွဲမှာမင်းမတမာမှုတွေရှိရဲ့လို့စန်းခိုင်ပါတီစန်းခိုင်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ပါတီတွေကဆို ွဆွဲခဲ့ကြပါတယ်။အဲဒီနောက်စစ်တပ်ကလည်းရွှေကောက်ပွဲမှာမဲမတမာမှုတွေရှိနေဆိုပြီးရွှေကောက်ပွဲအပြီး3လကြာ2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာရွှေကောက်ခံရတအစိုးရကိုဖြုတ်ချကအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းတဲ့နေ့က2020အထွေထွေရွှေကောက်ပွဲရှာလန်ရှာပေါ်ထွက်လာတဲ့လွတ်တော်ရေးစတင်ခေါ်ယူတဲ့နေ့လည်းဖြစ်ပါတယ်။ရွှေကောက်ပွဲစောင့်ကြည့်လေးလာရေးဖွဲ့တွေက2020ထွေထွေရွှေကောက်ပွဲမှာအားနည်းချက်တွေရှိပြီးမဲရွှေကောက်ပွဲရှာလက်ကတော့မဲဆန္ဒရှင်အများစုကြီးရဲ့သဘောထားနဲ့အညီရရှိထားတဲ့မဲရလက်တွေဖြစ် ဖြစ်တယ်လို့အစီရင်ခံစာမှာထုတ်ပြန်ထားခဲ့တာပါနောက်ထပ်တစ်ပုတ်အနည်းနဲ့အာဆီယံအနည်းနဲ့မြန်မာအရှိလုပ်ငန်းစဉ်တည်တည်ရဲ့အတူပြချမှတ်ဖို့ SACM တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ် မြန်မာအရေးလုပ်ငန်းစဉ်တရက်ကိုအတည်ပြုချမှတ်နိုင်ဖို့အတွက်အာဆီယံလက်ချောက်ကထာမလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်ကဦးစီးဦးဆောင်ပြုလုပ်မယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးချန်ပီကောင်စီ SACM ကတိုက်တွန်းထားပါတယ်။အသုံးမဝင်တော့တဲ့အာဆီယံဘုံသဘောတူညီမှု၅ချက်ကိုစွန့်ပယ်ပြီးမလေးရှားနိုင်ငံကဥက္ကဋ္ဌဖြစ်ဦးဆောင်ကျင်းပမယ်။56ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဦးစားပေးလှုံ့ဆော်ဖို့လုပ်ငန်းစဉ်အသစ်၅ရက်ကို SACM ကမေလ22ရက်နေ့မှာထုတ်ပြန်ခဲ့တာပေါ့။အာဆီယံကဆင်းရုပ်စုပါဝင် NUG တိုင်းသားတော်လှန်ရေးအဖွဲ့ ွင်အချမ်းလက်နက်ကင်ဖွဲ့ရင်းကြားအားလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲတွေခေါင်းယူကျင်းပပြီးအဒီက30တိုက်ခိုက်မှုအားလုံးအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုတွေကိုချက်ချင်းအဆုံးသတ်ရမယ်လို့ဆိုပါတယ်။ဒါပြင်အာဆီယံနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ထောက်ခံပြီးလိုင်းနာကျင့်သုံးပေတနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရဲစင်ကြီးကိုလည်းဖော်ဆောင်ပြီးအဒီအတွက်နိုင်ငံတကာလိလာသူတွေကစောင့်ကြည့်စစ်ဆေးရမယ်လို့ဖော်ပြပါတယ်။မြန်မာအရေးမှာအိနီးချင်းနိုင်ငံတွေနဲ့ကုလသမဂ္ဂအေဂျင်စီတွေအပါအဝင်အထူးကသက်ဆိုင်သူအစုအဖွဲ့အားလုံးနဲ့အာဆီယံကညှိနှိုင်းဆောင်ရွက်ပြီးလို အန်နီနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလက်နက်တပ်ဖွဲ့အသုံးမချဖို့စောင့်ကြည့်ချက်မှတ်ကနေမြီအလုံးကိုအဟန့်တားမရှိအပြေအဝဝင်ရောက်ခွင့်ပြုရမှာပါ။ ရွေးကောက်ပွဲမတင်ပါမီအားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တည်းရဲ့ဥစွာရရှိမှာဖြစ်ပြီးတိုက်ခိုက်မှုအားလုံးကိုလုံးဝရပ်တန့်အောင်ဖြစ်ပါရင်ဒါရီပြည်ဆောင်မှသာကျင်းပမယ်ရွေးကောက်ပွဲအတွက်အာဆီယံကသက်ဆိုင်သူအားလုံးကိုထောက်ပံ့မယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲကျင်းပမှာလည်းလွတ်လပ်တဲ့နိုင်ငံတကာလှလာသူတွေရဲ့စောင့်ကြည့်မှုနဲ့စစ်မှန်ပြီးယုံကြည်စိတ်ချရတဲ့တနိုင်ငံလုံးစင်ရွေးကောက်ပွဲတွေဖြစ်မှသာကျင်းပနိုင်မှလို့ရရှိနိုင်မယ်တခုတည်းသောအခြေအနေလို့ SCCM ကထောက်ပြပါရတယ်။ တဖက်မှာအာဆီယံကမြန်မာနိုင်ငံအတွက် Federal Democracy ဖွဲ့စည်းပုံချေခံဥပဒေတည်ညှိနှိုင်းရေးဆွဲရမှာသက်ဆိုင်သူအလုံးကိုထောက်ပံ့ကူညီရမှာဖြစ်ပြီးအဲ့ဒီဥပဒေကလူမှုစန္ဒာနဲ့အကျိုးစီးပွားကိုချေခံပြီးအတိုင်းဝိုင်းအလုံးနဲ့အကျိုးဝင်ပါဝင်မှုရှိတဲ့အချက်နဲ့ကန့်ညီရမယ်လို့ဆိုပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကဘယ်လိုပုံစံနဲ့တည်ရှိနေပါစေဒီမိုကရေစီနည်းကြားရွေးကောက်တင်မြောက်ထားတဲ့ရတားဆိုရိုင်းနဲ့လွတ်တော်အောင်မှထာဝရလက်အောက်ခံဖြစ်စေရမယ်ဆိုတာလည်းအဓိကကြားတဲ့လိုအပ်ချက်လို့ဖော်ပြထားတာတွေ့ရပါတယ်။အာဆီယံအနေနဲ့ပဋိပက္ခမှာပါဝင်သူအလုံးက ကမြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့နိုင်ငံတကာရာသွေးမှုတွေအတွက်တာဝန်ယူတာဝန်ခံမှုရှိရေးကိုထောက်ပံ့ကူညီရမှာဖြစ်ပြီးတရားမျှတမှုဖော်ဆောင်နိုင်ရေးနိုင်ငံတကာနဲ့ပြည်တွင်းတရားရုံးတွေရန်ရာတွေနဲ့ပူးပေါင်းဆောင်ရွက်သွားရမယ်လို့ SACM ကပြောပါတယ်။အဲ့ဒီလိုပူးပေါင်းဆောင်ရွက်ရမှာကမ္ဘာနေရာတိုင်းမှာတရားစီရင်ပိုင်ခွင့်ကိုကျင့်သုံးတဲ့တရားရုံးတွေလည်းပါဝင်သလိုနိုင်ငံတကာရာသွေးမှုတွေကြီးလေးတဲ့ချိုးဖောက်မှုတွေနဲ့မတော်မတရားပြုမှုတွေအတွက်ပြစ်ဒဏ်ကနေလွတ်ငြိမ်းချမ်းသာခွင့်လုံးဝရရှိမှာမဟုတ်ဘူးလို့တိုက်တွန်းထားပါတယ်။မေလ23ရက်နေ့ကနေ29ရ န်နေ့တိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမယ်။အာဆီယံထိပ်သီးအစည်းအဝေးမှာအားလုံးပါဝင်နိုင်မှုနဲ့တည်တံ့ခံမြေမှုဆိုတဲ့ကောင်းစင်နဲ့မြမအရေးဆွေးနွေးဖို့လည်းရှိနေတာပါ။အာဆီယံထိပ်သီးဒီဝေးအစည်းအဝေးမတိုင်ခင်မလေးရှားဝန်ကြီးချုပ်အန်ဝါကမြမဆက်ဆိုရနဲ့ဖြုံချခံထားရတဲ့ဆိုရလို့ကြားတွေးဆောင်ဆွေးနွေးဖို့အချိန်တန်ပြီးလို့မီလာ21ရက်နေ့မှာသတင်းတောက်တွေကိုပြောဆိုခဲ့ပါတယ်။ဝန်ကြီးချုပ်အန်ဝါကပြီးခဲ့တဲ့အေပီလာတွင်စစ်ကောင်စာပူဇော်မှုကြီးမြောင်းလိုင်းကိုထိုင်းနိုင်ငံဘဏ်ကောင်းမြို့မှာလက်ခံတွေးဆောင်ခဲ့ပြီးတရားကြားမှာအမျိုးသားညီညွတ်ရေးအစိုးရ ရာ NUG နဲ့အွန်လိုင်းကနေတရားဝင်တွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်။ဆက်လက်ပြီးနိုင်ငံရေးမှာအမှုပညာရှင်တချို့ကလွဲမားစွာ ဝင်ဆောင်ရွက်ပြီး နိုင်ငံတွင်းမဖြစ်သင့်တာတွေဖြစ်ခင်ရတယ်လို့အပြစ်တင်လိုက်ပြီးရုပ်ရှင်ရုံများမှာစစ်တပ်ကအသိပေးလိုတဲ့အချက်များကိုပြသပေးရမယ်လို့ပြန်ကြိုင်းဝင်ကြီးမောင်မောင်အမိန့်ပေးတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရဲ့ပါတီနိုင်ငံရေးမှာအမှုပညာရှင်တချို့ကလွဲမားစွာဝင်ရောက်ဆောင်ရွက်ခဲ့တဲ့အတွက်နိုင်ငံတော်မှာမဖြစ်သင့်တဲ့မဖြစ်ထိုက်တာတွေဖြစ်ပွားခဲ့ရကြောင်းစစ်ကောင်စီရဲ့ပြန်ကြိုင်းဝင်ကြီးမောင်မောင်ကပြစ်တင်ပြောဆိုလိုက်ပါတယ်။မင်းကရှန်ကောင်မှာရုပ်ရှင်ဇာတ်ကားများရုံတင်ပြသရေးဆိုင်ရာညှိနှိုင်းစည်းဝေးမှာ၎င်းကပြစ်တင်ပြောဆိုလိုက်တာပါ။အမှုပညာရှင်များအနေနဲ့ပြည်သူများကိုပျော်ရွှင်မှုပေးရမှာ ဖြစ်သလိုအသိပညာဗဟုသုတတွေပေးပြီးမှန်ကန်တဲ့လမ်းကြောင်းကိုရောက်ရှိအောင်လမ်းပြပေးရမှာဖြစ်ကြောင်းအမှုပညာရှင်တို့ကမိမိတို့ရဲ့အမှုပညာလုပ်ငန်းတွေကိုလှုပ်ဆောင်ရမယ့်အစားပါတီနိုင်ငံရေးလုပ်ငန်းများမှာလွဲမစွာဝင်ရောက်ဆောင်ရွက်ခဲ့တဲ့အတွက်နိုင်ငံတော်မှာမဖြစ်သင့်မဖြစ်တိုက်တာတွေဖြစ်ပွားခဲ့ရကြောင်း၎င်းကဆိုပါတယ်။ဒါအပြင်ရုပ်ရှင်တွေကပြည်သူများအပန်းဖြေတဲ့နေရာစုဝေးတဲ့နေရာတွေဖြစ်တဲ့အတွက်နိုင်ငံတော်ဆိုရကပြည်သူလူထုထက်တင်ပြလိုတဲ့အချက်များအတိပေးလိုတဲ့အချက်များကိုလည်းပြသပေးဖို့လိုအပ်ကြောင်းအကြံဖက်စစ်ကောင်စီရဲ့ပြန်ကြိုင်းဝင်ကြီးမ မမအောင်ကရုပ်ရှင်ဖွင့်များထံညွှန်ကြားပြောဆိုလိုက်ပါတယ်။အကြံဖက်စစ်ကောင်စီက2021ခုနှစ်ဆက်အာဏာသိမ်းပြီးနောက်ရုပ်ရှင်လုပ်ငန်းများနဲ့ဖျော်ဖြေလုပ်ငန်းများကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးစင်ဆာစနစ်ကိုပါပြန်လည်အကောင့်ထည့်ဖို့လျက်ရှိကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ကရင်ပြည်နယ်ဝေါ်လီဒေသမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောင်းရီမြို့နယ်ဝေါ်လီဒေသထဲမှာ KNL နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြားနှစ်ဖက်တိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလေကြောင်းနဲ့လာရောက်ပစ်ကူပေးနေတယ်လို့နယ်စပ်သတင်းရင်းမြစ်တွေကပြောပါရယ်။မေလ22ရက်ကစလို့ထိုင်းနယ်စပ်အနီးမြောင်းရီမြို့တောင်ဘက်ဝေါ်လီဒေသမှာရှိနေတဲ့စစ်ကောင်စီရဲ့ဘလတ်တို့သေးဖို့ပူမော်ခီကလဲ ကနဲလီစခန်းတွေကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာချောင်းကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO ပူပေါင်းတပ်တို့က drone တွေအသုံးပြုပြီးစတင်တိုက်ခိုက်နေတာပါတိုက်ပွဲဖြစ်ပွားခဲ့တဲ့3ရက်မြောက်နေ့မေလ23ရက်နေ့မှာတော့ဘလတ်တို့ဒီပေါ်ပိုစခန်းတဝိုက်တွင်မှာ drone ပုံကျင်းချတိုက်ခိုက်တာနဲ့ပြစ်ခတ်တန်တွေကိုကြားနေရပြီးနေ့လယ်7:00နာရီချိန်မှာစစ်ကောင်စီတပ်ကလီရင်နဲ့လာရောက်ပုံကျင်းခဲ့တာလို့နေဆက်သတင်းရင်းမြစ်တွေကဆိုပါတယ် တိုက်ပွဲကြောင့်မြာရီနဲ့ဝေါ်လီမျိုးကိုဆက်သွင်းထားတဲ့မြာရီဝေါ်လီကားလမ်းမစီပိတ်ထားတာက၃ရက်လောက်ရှိပြီဖြစ်တယ်လို့အဲ့ဒီလမ်းပိုင်းမှာသွာလာနေတဲ့ဒေသခံတောင်းကပြောပါရယ်။နေဆက်ဒီတာမှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲချင်းတွေကြောင့်ထိုင်းစစ်တပ်ကနေဆက်လုံခြုံရေးကိုတိုးမြှင့်ချထားပြီး24နာရီပတ်လုံးစောင့်ကြည့်နေတယ်လို့နေဆက်သတင်းအရှင်းမြစ်တွေကဖော်ပြပါရယ်။ KNU တပ်မှကြောင့်နေမြီမြာရီမျိုးတောင်ဘက်မှာဝေါ်လီမျိုးနဲ့စုကနီမျိုးတို့ရှိပြီးစုကနီမျိုးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြီးခဲ့တဲ့နှစ်2024ဇွန်လပိုင်းမှာ KNL င် KNDO ပူးပေါင်းတပ်ဖွဲ့တို့ကသိမ်းပန်ရရှိထားပြီးဝေါ်လီဒေတာထဲမှာသာစစ်ကောင်စီတပ်စခန်းတွေကျန်ရှိတော့တာဖြစ်ပါတယ်ဝေါ်လီမြို့မှာစစ်ကောင်စီတပ်ရဲ့ပြူဟာစခန်းပြင်ဥကရိတာကနဲလီ တီကပလဲမော်ခီဝါမီတာပလက်တိုသီးပေါ်ဘိုးစားတဲ့စကန်တွေကြန့်ရှိနေသေးတာဖြစ်ပါတယ်။ KNU လောက်ခန့်တပ်တွေဖြစ်ကြတဲ့ KNN လေး KNDO ဘူပေါင်းတပ်တွေကအများကြီးမျိုးမြောက်ဖန်တပ်မခွနေနဲ့မြေထဲမှာရှိနေတဲ့စစ်ကောင်စီတပ်စကန်အလုံးနီးပါးကိုအခုမေလာတွင်သိမ်းယူနိုင်ခဲ့ပြီးရနောက်မြောက်ရီမျိုးတောင်ဘက်တပ်မဟာချောင်းနဲ့မြေထဲမှာရှိတဲ့စစ်ကောင်စီတပ်စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကတော့တပ်စကန်မကြစေဖို့အတွက်လေကြောင်းဖြစ်ကူကိုတာအားထားအသုံးပြုနေရပြီးမြေပြင်ကလည်းစစ်ကူလာရော ဖို့မလွယ်ကူဘူးလို့ဒေသတွင်စီးရီးသတင်းရင်းမြစ်တွေကဆိုပါတယ်။ KNU တပ်မချောင်းနေမြေနဲ့တပ်မခုနဲ့ဆက်ကြမှာကွန်ကရစ်ကြုံတုံးမြို့နီးနားမှာစစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်ပူးပေါင်းဖွဲ့တို့ကြားပြီးခဲ့တဲ့အီဘီလာကိုင်းကစတင်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွေကဒီကနေ့အချိန်ထိဆက်လက်ဖြစ်နေဆဲဖြစ်ပြီးတိုက်ပွဲကြောင့်ပြည်သူတောင်းချီထွက်ပြေးနေရတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။